မဂရေဝလင်္ကာများကိုအခြေခံ၍စုတောင်းပြည့်သူဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ထိုတို့များစွာတတဝ၌တရာသီလသုတာစာကပညာတရားဤ၅ပါးနှင့်ပညာသူတာပတ္ထနာစုတောင်းတောင်းတိုင်းမုတ်ချရတတ်စွာသည်ပင်စဓမ္မာဤ၅ပါးနှင့်ကင်းခွာသူပေါင်းစုပင်တောင်းလဲတောင်းတိုင်းမရကျမ်းဝယ်ပြ၏စိတ်ကကြည်ညိုပြုခဲ့ကြသည် ကုသိုလ်ဥပထံကြောင်းခံကြည့်ပြီးကံရှိသူကတေဝိညာလဲနတ်များဆောင်မှမတရားဘူးလို့အဲ့ဒီလိုရေးသားထားတာတွေ့ရတယ်။တတ္ထာသီလသုတ္တစာကပညာဆိုတဲ့သူတော်ကောင်းတရား၅ပါး ਨੇ ပြည့်စုံတဲ့သူတွေစုတောင်းပြည့်တယ်။အစောဘုရားရှင်ရဲ့ဂုဏ်တော်၉ပါးတို့အားယုံကြည်တယ်။ဘုရားရှင်ရဲ့တပ္ပညုတဉာဏ်တော်အားယုံကြည်တယ်။ခံကံကြီးအကျိုးကို ယုံကြည်တယ်စသည်ဖြင့်အဲ့ဒီယုံကြည်မှုတထာတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးယုံကြည်ပြီဆိုမှတော့သူကယုံကြည်တဲ့အတိုင်းကုသိုလ်ကောင်းမှုတွေကိုလုပ်မယ်ကုသိုလ်ကောင်းမှုတွေလူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာကိုပေးစေတယ်လို့ယုံကြည်မှုအပြစ်ရှိတယ်ကံကံရဲ့အကျိုးကိုယုံတာပေါ့ပြည့်တဲ့အခါကျတော့အဲ့ဒီယုံကြည်မှုအတိုင်းသူ့ရဲ့ကာယကံဝစီကံမနောကံတို့ကိုထိမ့်သိမ့်မှဖြစ်တယ် ်အကောင်းမှုပါကုသိုလ်ကံကြောင့်ရရှိလာမဲ့ဆိုးကျိုးတွေကိုလည်းယုံကြည်တာဖြစ်တဲ့အတွက်ကြောင့်ရှောင်ကျဉ်လိမ့်မယ်ဒီတော့ကာယသူစရိုက်ဝစီသူစရိုက်မနောသူစရိုက်တို့ကိုသာကျင့်သုံးမှာဖြစ်တယ်ဒုစရိုက်တရားတွေကိုရှောင်ရှားပြီးတော့အင်းငိမ့်စေမဲ့တရားများတကယ်လို့ရင်တကယ်အေးတယ်ဆိုတာကိုလည်းယုံကြည်တယ်အခုကျင့်သုံးရင်အခုအေးချမ်းတယ်ဆိုတာကိုလည်းယုံကြည်တယ်အဲ့ဒီလိုဖရာတရားတန်ခါ ဒေရဏသုံးပါးနဲ့ပတ်သက်ပြီးယုံကြည်မှုအပြည့်ရှိတဲ့အတွက်ကြောင့်မလို့သူတော်ကောင်းတရားနဲ့ပြည့်စုံပြီးတော့ကောင်းမှုတွေကိုသာစုဆောင်နေမှာအမှန်ပဲသီလအပြင်ဆိုရင်လည်းအ ਨੇ စုံ၅ပါးသီလကစပြီးတော့လုံခြုံတယ်ဒီလိုသီလလုံခြုံနေတဲ့အတွက်ကြောင့်သူ့ကြောင့်တပါးသူဒုက္ခမရောက်စေဘူးသူ့အသက်မသက်ခြင်းကြောင့်သူ့ကြောင့်လောကတတ္တဝါတို့အေးချမ်းရတယ် သူ့ဥစ္စာမခိုးယူတဲ့အတွက်ကြောင့်လေသူ့ကြောင့်လောကအေးချမ်းရတယ်သူကိုယ်တိုင်လည်းအေးချမ်းရတယ်ကာမေသူမိစ္ဆာဇာတာမကျူးလွန်တဲ့အတွက်ကြောင့်သူ့ကြောင့်လောကအေးချမ်းရတယ်သူကိုယ်တိုင်လည်းပဲအပြစ်ကင်းစင်ပြီးတော့စိတ်ချမ်းသာရတယ်လိမ့်လည်းပြောဆိုခြင်းမရှိတဲ့အတွက်ကြောင့်လည်းပဲသူ့ကြောင့်လောကစိတ်ချမ်းသာရတယ်ကောင်းကျိုးချမ်းသာနဲ့ပြည့်စုံစေတယ်သူကိုယ်တိုင်လည်းပဲလိပ်ပြာတန်တန်နဲ့ပြောရွှင်စွာနေနိုင်တယ်အေးချမ်းစွာနေနိုင်တယ် ဲ့ဒီလိုနဲ့ဒေရက်မတော့တဲ့အတွက်ကြောင့်လဲဒေဤဒေရက်တောင်းတုံးခြင်းကြောင့်ရရှိလာမဲ့ဆိုးကျိုးတွေကိုရစေရမလိုတော့ဘဲနဲ့ကောင်းကျိုးမင်္ဂလာတွေကိုသာလုံနိုင်မှာဖြစ်တယ်။ကိုယ့်အလို့ကိုကောင်းကောင်းအာယုံစိုက်နိုင်ပြီးတော့တတိကောင်းကောင်းနဲ့အလုံလုံနိုင်မှာဖြစ်တဲ့အတွက်ကြောင့်လောကီကောင်းကျိုးလောကုတ္တရာကောင်းကျိုးတွေရမှာအမှန်ပဲ။ဒါကြောင့်မလို့သီလနဲ့ပြည့်စုံခြင်းကဤကဲ့သို့အကျိုးတွေရှိတယ်။တုဒ္ဒဆိုတဲ့အတိုင်းဘဝတုဒ္ဒအဖြစ် လောကီလောကုန်နဲ့ပတ်သက်သောသိသင်သိထိုက်တဲ့အရာတွေကိုသိနေတယ်။အဲဒီလိုသိစရာကိစ္စတော်တော်များများကိုလည်းသိထားတဲ့အခါကောင်း၏ဆို၏ပြီးတော့အကျိုးအပြစ် ဆိုတာတွေကို နားလည်နိုင်လိမ့်မယ်။ဘဝတုဒ္ဒရှိတဲ့အတွက်ကြောင့်ပြောသင်၏မပြောသင်၏လှုပ်သင်သောအရာမလှုပ်သင်သောအရာ တွေးသင်သောအရာမတွေးသင်သောအရာ ကျင့်သုံးသင်သောတရားမကျင့်သုံးသင်သောတရားသိရှိမှဖြစ်တယ်။ လမ်းမှလမ်းမှလည်းပဲဝေဖန်သုံးသပ်နိုင်မှာဖြစ်တယ်။ဒါကြောင့်သူတာဆိုတဲ့သူတော်ကောင်းတရားဟာလည်းပဲလူတယောက်ကို မင်္ဂလာတွေနဲ့ပြည့်စုံစေတာဖြစ်တယ်။ဘုသူတာများတဲ့ပုဂ္ဂိုလ်ကို လူလဲချစ်နဲ့လဲချစ်တယ်။ပြီးတော့စာကဆိုတဲ့စွန်ကျဲပေးကမ်းမှုအပြင်ကိုနိုင်သမျှအမြဲတမ်းစွန်ကျဲပေးကမ်းနေတတ်တယ်။အများကြီးပေးမှမဟုတ်ပဲနဲ့သူနိုင်တာလေးတွေအမြဲတမ်းပေးကမ်းနေတတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လိမ့်မယ်။ ကိုပဝင်ခြင်းမှာတွေ့နေသောချို့တဲ့သူများနွမ်းပါသူများကို နိုင်တာလေးတွေပေးကမ်းဆောင်ကြတာ အပါအဝင် လုံနိုင်တဲ့ပေးကမ်းဆောင်ကြမှုကို လုံနေမှာသာဖြစ်တယ်။အဲဒီလိုပေးကမ်းဆောင်ကြတဲ့အတွက်ကြောင့်မလို့မျိုးဝန်တို့ချင်းဆိုတဲ့တရားကို အနံယူထားတဲ့သူဖြစ်နေလိမ့်မယ်။ဒါကြောင့်မလို့သူ့ကိုလူလဲချင်နေမယ်၊နတ်လဲချင်နေမယ်။ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကတော့ပို့ပြီးတော့ကောင်းတယ်။ ကုသိုလ်ကုသိုလ်ရဲ့အကျိုးအကုသိုလ်နဲ့အကုသိုလ်ရဲ့ဆိုးကျိုးဒီအရာတွေကိုသိပြီးတော့အကြောင်းအကြောင်းအကျိုးဖြစ်နေတာတွေကိုလည်းသုံးသပ်ဆင်ခြင်နိုင်တဲ့ဉာဏ်တွေသူ့မှာရှိနေမှာအမှန်ပဲလောကုတ္တရာအဖြစ်မစင်စားဘဲနဲ့လောကီဘက်ကစဉ်းစားမဲ့ဆိုရင်တောင်အခုကိစ္စဟာဆင်းရဲစေမဲ့အကြောင်းလားအခုလှုပ်လိုက်တော့အလုပ်ဒီဆင်းရဲဖြစ်စေမဲ့အကြောင်းလားအခုပြောတဲ့စကားဟာ နောက်ထပ်ဆင်းရဲစေကိုရစေမဲ့ အကြောင်းတရားဖြစ်နေမလားအခုတွေးတဲ့အတွေးအကြံကလည်းပဲကိုယ်ကိုပဲပြန်ပြီးတော့ဆင်းရဲစေမယ့်အရာတွေဖြစ်နေသလားလို့စဉ်းကျင်သုံးသပ်နိုင်တယ်လောကတဘာဝတွေကိုလည်းယထာဘုဒ္ဓကြကြမြင်တယ်အကြောင်းနဲ့အကျိုးနဲ့ရှင်တွဲပြီးတော့မြင်တတ်လိမ့်မယ်စဉ်းကျင်ဉာဏ်တရားအပြည့်အစုံအမြဲရှိနေပြီးတော့အမားလမ်းကြောင်းပေါ်မရောက်ဘဲနဲ့နေအောင်ကိုယ်ကိုကိုထိန်းသိမ်းထားနိုင်လိမ့်မယ်ဒါကြောင့်ပညာတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာလည်းပဲ မင်္ဂလာတွေနဲ့ပြည့်စုံပြီးတော့လူလဲချစ်တယ်နတ်လဲချစ်မှာပဲအမားနေသောပုဂ္ဂိုလ်ဖြစ်လာတယ်။နောက်အမားလုံးဝမရှိတဲ့သူလည်းဖြစ်လာလိမ့်မယ်။ဒီလိုသူတော်ကောင်းတရားတွေနဲ့ပြည့်စုံတဲ့တတ္တသီလတုဒ္ဒါစာကပညာနဲ့ပြည့်စုံနေပြီဆိုလို့ရှင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေစုတောင်းရင်ပြည့်တယ်။ဒီအင်္ဂါ၅ပါးနဲ့မပြည့်စုံတဲ့သူကတော့ဘာပဲစုတောင်းစုတောင်းမပြည့်ဘူးစုတောင်းလို့မရနိုင်ဘူးတဲ့။ဒါ အထူးတတိချက်ပွဲဖြစ်တယ်စိုးရီတောင်းကြတဲ့စိုးပင်မဲ့လို့ကို့မှာကို့တောင်းမဲ့အရာနဲ့ထိုက်တန်သော အရင်အနေရှိနေရမယ်အရာရာမှာယင်းနှညွန့်နံမှုတစ်ခုခုကို လုံပြီးမှအကျိုးအမြတ်ဆိုတာရကြတယ်ထိုက်တန်တာကိုပေးမှထိုက်တန်တဲ့ဖြစ်စည်းကိုရတယ်ဆိုတာလောကတဘာဝပဲကိုကဒီလောကထဲကနေပြီးတော့တောင်းစုတစ်ခုခုကိုလိုချင်တဲ့အခါကို့မှာ ဲ့ဒီစုနဲ့ထိုက်တန်သောကိုကျင်တရားရှင်တွေကိုလိုတယ်ဆိုတာဒါဟာညင်းလို့မရတော့အချက်ဖြစ်တယ်။ဒါကြောင့်မလို့သူတော်ကောင်းတွေစုတောင်းရင်ပြည့်ကြတာဖြစ်တယ်။တတ်တာတရားမရှိတဲ့သူသီလမရှိတဲ့သူတုတ္တာမရှိတဲ့သူစုံကျပေကံခြင်းစာကမရှိတဲ့သူပညာတရားမရှိတဲ့သူအဲ့ဒီပုဂ္ဂိုလ်မျိုးတွေစုတောင်းတယ်ဆိုလေစုတောင်းရုံပဲရှိမယ်တဲ့မပြည့်နိုင်ဘူး။ဒါကြောင့်မလို့ သူတော်ကောင်းတရားနဲ့ပြည့်စုံအောင်ကိုကိုကိုစ조사နေကြခြင်းဟာဒါဟာအလုတ်တင်ဆုံးအလုတ်ပါပဲစုကြည်ပဲထိုင်တောင်းနေမဲ့အစားကိုကိုတိုင်းကျင့်ရမယ့်အကျင့်တွေလည်းရှိသေးတယ်ဆိုတော့ကိုမမေ့သင့်ဘူးကိုကိုတိုင်းကျင့်သုံးပြီးတော့ကိုကိုတိုင်းဖြည့်ဆည်းရမယ့်အရာတွေကိုဖြည့်ဆည်းပါကစုမတောင်းပဲတောင်းပြနေတယ်တတ္တာတရားနဲ့ပြည့်စုံနေတဲ့သူသီလနဲ့ပြည့်စုံနေတဲ့သူအန္တရာယ်ကင်းနေမှာပဲ သုတနဲ့ပြည့်စုံနေတဲ့သူစာကနဲ့ပြည့်စုံနေတဲ့သူပညာနဲ့ပြည့်စုံနေတဲ့သူဟာအကောင်းအဆိုးအကြောင်းအကျိုးကိုကောင်းကောင်းဆင်ခြင်သုံးသပ်နိုင်ပြီးတော့လူလောကမှာအနေတင့်အောင်နေနိုင်မှာဖြစ်တယ်။လူလောကမှာဘေးကင်းအောင်လည်းပဲနေနိုင်မှာဖြစ်တယ်လို့မင်္ဂလာတွေတိုးပွားအောင်လည်းနေနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီတရားတွေနဲ့ပြည့်စုံနေရင်သူ့အလိုလိုကိုကောင်းကျိုးမင်္ဂလာတွေရောက်နေမှာဖြစ်တယ်။ဒါကြောင့်ဒီလိုပုံကူမျိုးစုတောင်းရင်လည်းစုတောင်းပြည့်တယ်။ အဲ့ဒီတော့ဒီလိုမျိုး အနေထားကို နားလည်ပြီးသွားတဲ့အခါအတိတ်ကုသိုလ်ကံကြီးမားတဲ့သူတွေဒီလိုလူမျိုးတွေဟာလည်းပဲသေဘဲနဲ့ကြုံရတော်မှနတ်တွေဆောင်းမတဲ့အတွက်ကြောင့်မတရားပဲနဲ့ရှိတတ်တယ်တဲ့အတော့အတိတ်တုန်းကလည်းကုသိုလ်ကံများခဲ့တယ်ပြစ္ဆုတ်ကံမှာလည်းပဲကုသိုလ်ကံတွေကိုသာလုံနေတဲ့ဆိုရင်တော့ပြောစရာကိုမလိုတော့ဘူးနတ်ကဲမယ်နတ်မမယ်ဆိုတဲ့သဘောတရားဟာအဲ့ဒီလို သူတော်ကောင်တရားနဲ့ပြည့်စုံတဲ့သူများကိုသာဆောင်းလျှောက်ခြင်းကယ်မာခြင်းဖြစ်တယ်။ငကိုကလေးကနတ်ဆိုတာက သူတို့မှာဒီလိုတတ္တာဒီလသုဒ္ဓါစာကပညာတရားတွေနဲ့ပြည့်စုံမှနတ်ပြည်ဆိုတာရောက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်သူတို့ကယ်ရမယ့်သူမှလည်းပဲဒီလိုအင်္ကာတွေနဲ့ပြည့်စုံတဲ့သူကိုမှသူတို့မြင်မှာပေါ့။ကျန်တဲ့ဒုစရိုက်တွေနဲ့သာရော ပြွန်ပြီးတော့အမြဲတမ်းညှစ်ထင်းနေပြီးတော့စိတ်အားဖြင့်လည်းမစင်ကြဲဘူး။ နှုတ်ထွက်စကားတွေလည်းမစင်ကြဲပဲနဲ့ယုတ်နေတယ်ဆိုတဲ့သူကိုတော့နှက်ကဘလို့လုပ်ကြမလဲယုတ်တဲ့သူကိုယုတ်တဲ့အထိုင်းအတိုင်းပဲဒီအတိုင်းပဲထားမှဖြစ်တယ်သူတော်ကောင်းတွေဟာယုံညံ့တဲ့သူတွေရဲ့နာကိုယုံမာတဲ့သူတွေရဲ့နာကိုမသွားတာဓမ္မတာပဲဒါကြောင့်နှက်ကဲတယ်နှက်မာတယ်ဆိုတာအဲ့ဒီလိုသူတော်ကောင်းတရားနဲ့ပြည့်စုံတဲ့သူတွေကိုသာကဲခြင်းမာခြင်းဖြစ်တယ်လို့တတိချက်ဖို့လိုကြောင်း မကတွေဝလင်္ကာများဖြင့်ဆုံးမထားတာဖြစ်ပါတယ်။ပုံညစေတနာမဟာတဟေမျိုးတကြွယ်လင်ကိုဝဲမကွာထัจချပါ၍ချမ်းသာဒုက္ခဘောဂာတိရိအလိုရှိတိုင်းယထိတ်စီတံကြံကြံသမျှချီထောင်မ၏။ဘဝဘဝလားသမျှလည်းမချဘဲရွာကွာကြီးกว่า၏လို့ကုသိုလ်စေတနာရဲ့အကျိုးတရားတွေကိုပြောပြထားပြန်တယ်။ဒီကုသိုလ်စေတနာဆိုတာကိုယ့်ရဲ့ မဟာတဟေဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့မြတ်သောတငယ်ချင်းပဲမြတ်သောအပေါင်းဘောပဲအဲ့ဒီလိုမျိုးဒီလိုကုသိုလ်စေတနာဟာကိုယ်နဲ့ထက်ကျပါရှိလာပြီဆိုလို့ရှိရင်စည်းစိမ်ချက်တည်းအလိုရှိတိုင်းပြည့်စုံနိုင်တယ်ကြံစည်သမျှအောင်မြင်နိုင်တယ်လားရောက်ရဘဝကလည်းဘယ်တော့မှ အပေမကြနိုင်ဘူးလို့အဲ့ဒီလိုမျိုး ရေးပြထားတယ်ဒီတော့ကုသိုလ်စေတနာကာယကအားဖြင့်ပဲဖြစ်ပါစေ ဝစီကံအားဖြင့်ပဲဖြစ်စေ မနောကံအားဖြင့်ပဲဖြစ်စေပြုတဲ့အလုပ်တွေမှာစေတနာဆိုတာပါနေတယ်အဲ့ဒီစေတနာဟာပုံညာစေတနာဆိုတဲ့အတိုင်းကုသိုလ်စေတနာဖြစ်ဖို့လိုတယ်ကုသိုလ်စေတနာနဲ့လှမ်းတယ်ကုသိုလ်စေတနာနဲ့သွားတယ်ကုသိုလ်စေတနာနဲ့ပြောတယ်ကုသိုလ်စေတနာနဲ့ကြံတယ်ကုသိုလ်စေတနာနဲ့ပဲစီမံစရာကိစ္စတွေကိုစီမံတယ်ကုသိုလ်စေတနာနဲ့ပဲကိုယ့်ရဲ့စီးပွားရေးစတွေတွေကိုလုပ်တယ် အဲ့ဒီတော့ဒီလိုပုဂ္ဂိုလ်မျိုးဟာသူ့မှာတခြားအဖော်မလို့တော့ဘဲနဲ့ကုသိုလ်စေတနာဆိုတဲ့မြတ်တဲ့အပေါင်းဖော်ကိုရနေတာဖြစ်တဲ့အတွက်ကြောင့်စည်းစိမ်ကြက်တဲ့အလိုရှိတိုင်းပြည့်နိုင်တာဉာဏ်စီသမျှအောင်မြင်နိုင်တယ်ဆိုတာလည်းဒီကုသိုလ်အဟုန်ပဲအကုသိုလ်ကတော့ဓာတ်တူရာဓာတ်တူရာအကျိုးပေးပါလိမ့်မယ်မကောင်းတာကြံရင် မကောင်းတာတွေတွေ့ရလိမ့်မယ်မကောင်းတဲ့သဘောထားနဲ့မကောင်းတဲ့အလုပ်တွေလုပ်တဲ့အခါအနိဋ္ဌာယုံတွေကိုပဲတွေးရမှာဖြစ်တယ် အေးချမ်းခြင်းဆိုတဲ့သဘောကိုလည်းတွေ့ရမှာမဟုတ်ဘူးငြိမ်သက်ခြင်းဒီချခြင်းဆိုတဲ့တရားတွေကိုလည်းတွေ့ရမှာမဟုတ်ဘူးအမြဲတမ်းစူလောင်ပွက်နေသောမငြိမ်သက်သောလောကထဲမှာပဲနေရမှာဖြစ်တယ်စီးစိမ်ကြက်တရေဆိုတာလည်းရနိုင်မှာမဟုတ်သလိုကြံစည်သမျှလည်းအောင်မြင်ဖို့မဖြစ်နိုင်ဘူးရရစားစားမကောင်းတွေကြံရလာတော့လဲစားစားပြီးတော့ဂုံအဲ့ဒီလိုနဲ့ပဲသူ့မှာជីវ ्वा ချမ်းသာဖို့အကြောင်းမဖြစ်နိုင်ပဲနဲ့ သေးတဲ့အခါအပေကြရတတ်တယ်။ကုသိုလ်စေတနာအမြဲပြည့်စုံတဲ့ပုဂ္ဂိုလ်ကတော့သူလားရောက်ရမယ်ဘဝကလည်းဘယ်တော့မှအပေမဖြစ်နိုင်တော့ဘူးတဲ့။ဒါကြောင့်ကုသိုလ်ကောင်းမှုကိုအလေးထားပါကုသိုလ်နဲ့သာနေပါလို့မြတ်စွာဘုရားဆုံးမထားတာဖြစ်ပါတယ်။ရေမာပေါ်ထွန်းကျွန်းဤတပွဲကုသိုလ်ကဲ၍ကိုယ်ွယ်မိယာဖြစ်တတ်စွာ၏။နောင်ရမချို့ချမ်းသာဖို့ဒီကုသိုလ်အရေးဖင်မနေနဲ့လို့ဆုံးမထားပြန်တယ်။ ကုသိုလ်ကောင်းမှုဆိုတာရင်နစ်တဲ့သူတွေဖို့ကျွမ်းတောင်တပွဲမိခိုရာဖြစ်တယ်။နောင်လာမဲ့ဘဝများစွာသန္တာအတွက်လည်းပဲချမ်းသာဒုက္ခတွေရဖို့ရဖြစ်တယ်။ဒါကြောင့်လူတိုင်းဟာကုသိုလ်တွေပြုလုပ်ဖို့နှောင့်နှိမ့်ဖြင့်နှွယ်ခြင်းမရှိပါနဲ့လို့ဆုံးမထားတယ်။ကုသိုလ်လုပ်ဖို့စိတ်ကူးလေးပေါ်လာပြီဆိုလို့ရှိရင်အကောင့်ထဲသာပေါ်လိုက်ပါ။အမြဲတမ်းဒီစေတနာတရားဆိုတာထပ်ထန်နေတာမဟုတ်ဘူး။ စေရနာထက်တန်နေတုံးကုသိုလ်တစ်ခုကို အထမြောက်အောင်လုပ်လိုက်ပါရုပ်စွာအစုံမနောကံနဲ့လိုရတဲ့ကုသိုလ်ကောင်းမှုလေးတွေလှုပ်ခြင်းစေးပေါက်တဲ့အချိန်မှာချက်ချင်းသာလှုပ်လိုက်ပါမြတ်တာပွားများဖို့စိတ်ပါလာပြီဆိုရင်မြတ်တာထိုင်ပွားလိုက်ပါပြီးတော့တရားဘာဝနာပွားများဖို့စိတ်ပါလာပြီဆိုရင်တရားဘာဝနာပွားများလိုက်ပါအခုပွားရင်အခုအေးချမ်းတာပဲဒါကြောင့်အချိန်မစွဲနဲ့နှောင့်နှေးဖင်ရွယ်ခြင်းမရှိစေနဲ့ တခြားသောကုသိုလ်ကောင်းမှုတွေလည်းဒီအတိုင်းပဲနှုတ်ဤဆောင်ပါခြင်းလက်ဤဆောင်ပါခြင်းဖြင့်လောကအကျိုးကိုဆောင်ရွက်ကြတဲ့နေရာမှာတပတ်သားကိုကုညီရလည်းရောက်တယ်လို့ကုသိုလ်လည်းဖြစ်တဲ့အတွက်ကြောင့်လုံမယ်လို့စီစဉ်ထားရင်အချိန်မစွဲပါနဲ့ဖြစ်အောင် လုပ်လိုက်ပါလုပ်ပြီးသွားတဲ့အရာတွေဟာကုသိုလ်ဆိုပြီးတော့သူဟာစုပြီးသားဖြစ်သွားမယ်အထမြောက်ပြီးသားဖြစ်သွားမယ်ဒါကြောင့်မလို့အဲ့ဒီကုသိုလ်ကောင်းမှုတည်တာရင်နစ်တဲ့သူတွေ အတွက်မိကိုရာဖြစ်သောကျွန်းတောင်နဲ့တူသလိုပဲသန္တာခရီးသွားတွေအတွက်လည်းကုသိုလ်ကောင်းမှုကမိကိုရာတဲ့အဲ့ဒီမိကိုရာရှိမှသာချမ်းသာဒုက္ခဆိုတာကိုခံစားကြရတာဒီကုသိုလ်ကောင်းမှုမပါလို့ရှိရင်သန္တာမှာမြုပ်ချီမြုပ်ချီနေပဲသွားမယ်ပေါ်ချီဆိုတာကို တွေ့ရမှာမဟုတ်ဘူးသန္တာခရီးသွားတဲ့နေရာမှာအင်မတန်မှနဲ့နေတော့မြင်ရမဖြစ်နိုင်တော့ မျောလင်းထားသောအရာတွေနဲ့ကြုံတွေ့ကြရအောင်ပါအကွေအကောင်များတဲ့မြက်ခရီးကိုသွားနေသလိုပဲဘယ်ကွေမှာဘာဖြစ်လာမယ်လို့ကြိုတင်မသိနိုင်ပဲနဲ့မထင်မှတ်ပဲပေါ်လာသောစိုးကြိုးတွေဆိုတာကလည်းရှိနေတော့ကုသိုလ်ဆိုတဲ့အားနဲ့ကြော်ဖြတ်ရမှာဖြစ်တယ်တက်နိုင်ရင်တော့ဒီဘဝမှာတန်တရာပြတ်ဖို့ရအတွက်အကြောင်းတွေကိုလောက်တာအကောင်းဆုံးပဲနောင်ဘဝမှာလုံမယ်ဆိုပြီးတော့နောင်ဘဝဆိုတာဘာတွေဖြစ်လာမှမသိနိုင်သလိုနောက်နေ့မှာလုံမယ်ဆိုလဲ နောက်နေမှာကိုအသက်မှာရှင်ပါအောင်မလားလို့တန်တရားဖြစ်ပွဲရှိတယ်။အချိန်မရွေးသေဆုံးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သေဆုံးနိုင်ဖို့အကြောင်းတွေကလည်းအများကြီးရှိတာဖြစ်တဲ့အတွက်ဒီနေ့စိတ်ကူးပေါ်ရင်ဒီနေ့ကုသိုလ်လုပ်လိုက်ပါ။အဲဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဟာလူတွေအတွက်အားကိုးရာ ဖြစ်တဲ့အတွက်ကြောင့်မလို့ကုသိုလ်နဲ့သာအမြဲနေဖို့တိုက်တွန်းထားခြင်းဖြစ်တယ်။ ရာနုံနဲ့မချို့တဲ့နဲ့လဲ့လဲ့ကြိတ်ကြိတ်မစ်စေစိတ်နဲ့ဒိဋ္ဌိလောဘမောဟပိတ်ဆို့ပညာချို့သည့်လူတို့ဥစ္စာများတုံပါလေမဟာသမုတ်ရေအစုပ်တို့တောက်ထုပ်သုံးချို့ဘယ်လူမျိုးမြအကျိုးမရပန္တိတာတို့ဒနမူကားနေညာပစေတွင်းထွယ်ရေတို့ဘိုးကြီးအလုံးတောက်သုံးချမ်းသာ ပြည့်တက်စွာရှင်လို့အဲ့ဒီလိုလေရေးသားထားတယ်တရာတရားမချို့တဲ့ပါစေနဲ့ အမျိုးဝင်တို့တတ်တဲ့မေစရိယာတရားအယူလွဲမှားတဲ့ဒိဋ္ဌိတရားတမန်မမောတတ်တဲ့လောဘတရားမိုက်မဲတတ်သောမတိတတ်သောမောဟတရားအဲ့ဒီတရားတွေပိတ်ဆို့ထားမယ်ဆိုလို့ရှိရင်အတိညာအာနယ်သွားတတ်တယ်ဒီလိုမျိုးတရားတရားကချို့တဲ့မေစရိယာတရားကများဒိဋ္ဌိကဖြစ်လောဘများမောဟများနဲ့ဒီလိုဖြစ်နေတဲ့ပုံပုံမျိုးတွေဟာအတိညာအာနယ်တဲ့အတွက်ကြောင့်ပစ္စည်းဥစ္စာ ပေါ်များတာတောင်မှတောက်မရသုံးမရချိုးမရတဲ့သမုဒ္ဒရာရေလိုပဲဖြစ်နေလိမ့်မယ်ဘု து အထွန်းမှအကျိုးမရှိဘူးဒီတော့အသိဉာဏ်ရှိသူတို့ကတော့ဒီဥစ္စာဟာသေတဲ့အထိယူသွားလို့ရတဲ့အရာမဟုတ်ဘူးကိုယ်မှာပိုင်ဆိုင်သောအရာနည်းတည်ဖြစ်စေများတည်ဖြစ်စေဒါကိုလောကအကျိုးရှိဖို့အတွက်အသုံးချမယ်ဆိုပြီးတော့ပညာရှိတွေဟာဉာဏ်နဲ့ရှင်ပြီးတော့ကိုယ်စည်းစိမ်ကိုအသုံးချကြတယ်နည်းပင်နည်းတော်ညာလည်းပဲ တွင်းထွက်ရေချိုလိုပဲလူအများအတွက်အကျိုးရှိတယ်။ပညာရှိတွေလက်ထဲမှာရှိသောစည်းစိမ်ဟာ လောကအတွက်အမြဲအကျိုးရှိနေမှာပဲ။ဒါကြောင့်လောက အကျိုးရှိရာကို လုံနိုင်ဖို့ရာအတွက်တရားတရားမချို့တဲ့ပါစေနဲ့။မနာလိုဝန်တိုခြင်းဆိုတဲ့မစ္စရိယတရားတွေမရှိပါစေနဲ့။အယူလဲမတဲ့ဒိဋ္ဌိဆိုတဲ့သဘောတရားမရှိပါစေနဲ့။မမောမှုလောဘမရှိပါစေနဲ့။မတိမိုင်မဲမှုမောဟမရှိပါစေနဲ့လို့ အဲ့ဒီလိုဆုံးမထားတာဖြစ်ပါတယ်ဒီတော့ဒီလောကမှာလည်းကုသိုလ်ကောင်းမှုလုပ်တယ်လှူဒန်းကြတယ်ဆိုတဲ့နေရာမှာတဒါမရှိ မပေးမလူမုံစိဟူ၏ပေးလူတတ်သောချစ်စေကြော်တည်လူဘောဌာနဤလောက၌စိတ်ကကြည်စွာ စေရနာနှင့်တရားဝန်တွင် ပေးခံခြင်းကရှားခြင်းထပ်သာဝမ်းမြောက်စွာသည် မင်္ဂလာလုံမြတ်ဖြစ်တတ်ရှင်လို့အဲ့ဒီလိုဆုံးမထားတယ် စေရနာတရာတရားကင်းမဲ့တဲ့အတွက်ကြောင့်ပေးလူချင်းမရှိခြင်းဟာလူတကာမုံတီးစေတဲ့စေတမျိုးဖြစ်တယ်။ပေးလူတချင်းကသူကချစ်စေးမြည်တယ်။ဒီလူလောကမှာစေရနာတရာဖြင့်ရရောစွာပေးကမ်းလှူဒန်းခြင်းဆိုတာဟာမိမိတစုံတရာသောလတ်လာဘကိုရခြင်းထက်ကိုပိုပြီးတော့ဝမ်းမြောက်ခြင်းလို့ရတယ်။ဒါကြောင့်လှူဒန်းပေးကမ်းခြင်းဟာမွန်မြတ်သောမင်္ဂလာတစ်ပါးပင်ဖြစ်တယ်လို့အဲဒီလိုဆုံးမထားတယ်။ဒီတော့ ေးကမ်းလူတိုင်းချင်းဆိုတာပီယာစေးပဲနှမျောတွတ်တယ်ချင်းဆိုတာမုံစေးပဲဘေးကမ်းချင်းကအချမ်းရံများကြောင်းဆေးဖြစ်ပြီးတော့နှမျောတွတ်တို့ချင်းကတော့အထီးကျန်ကြောင်းဆေးဖြစ်တယ်လို့အဲ့ဒီလိုစားရလာပါတယ်ဒါကြောင့်မလို့ကိုယ်လောကမှာလောကီကိစ္စတွေအောင်မြင်ဖို့ရာအတွက်ဘေးကမ်းချင်းဖြင့်သွားကြရတယ်မပေးမကန်တွန့်တိုတဲ့ပုံကိုယ်တွေမှာလိုရာကိစ္စတွေမပြေဘဲနဲ့ရန်တောင်းမှများလာစေတယ်။ ပေးကမ်းဆောင်ကြတဲ့ဆိုတဲ့နေရာမှာကုံသွားတယ်လို့သဘောမထားပဲကိုယ်ကိစ္စပြည်စည်းဖို့ရာအတွက်ပေးတဲ့နေနေရာပေးရမယ်။အဲဒီလိုပေးတဲ့နေရာမှာပေးတဲ့အတွက်ကြောင့်ကိုယ်ဖြစ်ကျင်သောကိုယ်ပြည်စည်းကျင်သောကိစ္စများဟာအနောက်ရှက်မရှိအဟံတာမရှိနှောင့်နှေးခြင်းမရှိဘဲနဲ့ပြည်ရတတ်တယ်လို့အချမ်းရလမ်းများတတ်တယ်။ပေးတဲ့နေနေရာမှာမပေးဘဲနဲ့တွန့်တိုနေပါက ြီးတဲ့နေကိစ္စတွေပြီးတဲ့နေအချိန်မှမပြေးပဲအခက်အခဲတွေကြုံတော့ကိုကိုတိုင်သာဖြစ်တယ်ဆိုတာကိုဆုံးမထားခြင်းဖြစ်တယ်ဒီတော့အဲ့ဒီကုသိုလ်ကောင်းမှုတွေဟာဘလောက်တောင်လူတွေရဲ့အတွက်အကျိုးများတယ်လဲဆိုတာကိုထပ်ပြီးတော့ဆုံးမထားတာကလူနတ်ဆရာတထာဒေဝမနုဿတို့ဒါနသီလတန်ယမနဲ့ဓမ္မနာဟုအလူတည်င်းစောင့်ခြင်းသူစေရကိုနိုင်မတွေ့ဣန္ဒြေဆုံးမတယုတ်ပြတာ ပုံညခေါ်ယူဤလေးမျိုးက ရွှေဦးမြေပြည်နေဒီဟူတုံလူတို့ပုံဝဲပြည့်စုံချမ်းသာသုံးဆောင်ရသည်လို့အဲ့ဒီလိုဆုံးမထားတယ်လူနတ်တို့ဤဆရာမြတ်စွာဘုရားသည်စွန်ကျဲပေကံလူတန်းချင်းဌာနကိုနှုံနှပါးကိုစောင့်ထင်းခြင်းသီလာစိတ်ကိုစောင့်ထင်းခြင်းတရားမှာဣန္ဒြေ၆ပါးစောင့်စည်းခြင်းငြိမ်သက်စေခြင်းဟူသောတမနာဤကောင်းမှုလေးမျိုးဟာ တန်တရာမှာချမ်းသာဖို့အတွက် ရွှေအုံမြုပ်တည်မြည်တယ်လို့ဘုရားရှင်ဟောထားတယ်။ဒီတော့လှူဒန်းခြင်းဆိုတဲ့အရာကတော့ပြောခဲ့ပြီးသလိုပဲအလှူကြီးပေးနေမှာမဟုတ်ဘူး။ကိုဗင်းနာမှာခရီးသွားတွေရှိမယ်။ကိုဗင်းနာမှာပဲကိုကြည့်ရှုဆောင်ရှောက်ရတဲ့လူတွေရှိမယ်။ဒါတွေကိုကိုနိုင်သလောက်ဘေးကံစွန်ကျဲကြွေးမွေးခြင်းဟာဒါနပဲ။အဲ့ဒီဒါနပါနေမယ်ဆိုလို့ရှိရင် တန်တရာမှာကိုယ်အတွက်ချမ်းသာဖို့ရွှေအိုးမြုပ်တာနဲ့တူတယ်။ကိုနှုတ်နှစ်ပါးကိုစောင့်ထင်းခြင်းသီလကလည်းပဲဒီအတိုင်းပဲတန်တရာမှာချမ်းသာဖို့အတွက်ရွှေအိုးမြုပ်တာနဲ့တူတယ်။ကိုအားဖြင့်၎င်းနှုတ်အားဖြင့်၎င်းအကုသိုလ်မဖြစ်စေဘဲနဲ့ဒုသရိုက်တရားတွေမဖြစ်စေအောင်လို့စောင့်ထင်းထားတယ်။ကာယကံအားဖြင့်သူအတတချင်းသူ့ဥစ္စာခိုးခြင်းကာမေတုမိစ္ဆာစာတာကျူးလွန်ခြင်းဆိုတဲ့အရာတွေမဖြစ်အောင် ထိမ့်သိမ်းဆောင်လျှောက်တယ်။ဝစီကအားဖြင့်လည်းပဲလိန်ပြောခြင်း၊ဂုံးတိုက်ခြင်း၊ကြမ်းကြမ်းတမ်းတမ်းပြောခြင်း၊အကျိုးမရှိသောစကားတွေကို ပြောဆိုခြင်းတွေမဖြစ်အောင်ထိန်းထားတယ်။အဲ့ဒီကိုယ်နှုတ်နှစ်ပါးကိုစောင့်ထိန်းထားတဲ့အတွက်ကြောင့်မလို့ပြည်စုံဘဝမှာလည်းလူချင်းနဲ့ချင်းဖြစ်ရတယ်လို့သန္တာမှာလည်းပဲချမ်းသာဖို့ရအတွက်အကြောင်းသာဖြစ်တယ်။ရွှေအိုမြုပ်ထားတာနဲ့တူတယ်။အိန္ဒြေကိုဆုံးပါတယ်ဆိုတဲ့နေရာကတော့အိန္ဒြေ၆ပါးဆောင်စီတယ်။ အဲ့ဒီဣန္ဒြေ၆ပါးစောင့်စည်းထားတဲ့ပုဂ္ဂိုလ်မျိုးမှာကတော့မျက်စိဖြင့်လည်းအကုသိုလ်မဖြစ်အောင်နေတယ်။နားနှာခေါင်းရှာကိုယ်စိတ်ဆိုတဲ့အတွင်ဇတိကာယရဏ၆ပါးတနည်းဒွါရ၆ပါးအဲ့ဒီဒွါရ၆ပါးမှာအကုသိုလ်တွေဖြစ်မလာအောင် ထိန်းသိမ်းထားနိုင်တဲ့ပုဂ္ဂိုလ်မြင်သောအစင်းအာယုံကြောင့်အဘိဇာဓမ္မနတာမဖြစ်အောင် နေနိုင်တယ်။ကြားရတဲ့အတန်တတ္ထာယုံကြောင့်အဘိဇာဓမ္မနတာမဖြစ်အောင်နေနိုင်တယ်။ ပြီးတော့အနတ်ခန္ဓာယုံကြောင့်အဘိဇ္ဇာဒေါမနတမဖြစ်အောင်နေနိုင်တယ်။အရသာကြောင့်လည်းအဘိဇ္ဇာဒေါမနတမဖြစ်အောင်နေနိုင်တယ်။အထီးတွေ့ဖောတပါယုံကြောင့်လည်းအဘိဇ္ဇာဒေါမနတမဖြစ်အောင်နေနိုင်တယ်။အတွေ့အကြံဓမ္မယုံသဘောတရားတွေကြောင့်လည်းပဲအဘိဇ္ဇာဒေါမနတမဖြစ်အောင်နေနိုင်တယ်။ဒီတော့မမောခြင်းဆိုတဲ့အစွန်နှလုံးမသားရခြင်းဒေါသထွက်ခြင်းဆိုတဲ့အစွန်တွေမရှိဘဲနဲ့အလေအလတ်ဖြင့်မတုံမလုံနေနိုင်တဲ့ပုဂ္ဂိုလ်မျိုးဟာ ဒါဟာလည်းကောင်းကျိုးတွေကိုပြည့်စေတယ်လို့သန္တရာမှာလည်းပဲချမ်းသာဖို့အတွက်ရွှေအိုးမြုပ်တာပဲအဲ့ဒီမှာမှကိုယ့်ကို ဆုံးမာတယ်ဆိုတဲ့တရားတွေရှိတယ်ကိုယ့်ကိုယ်ကိုဆုံးမာစေတယ်ဆိုတဲ့နေရာမှာ စိတ်ကိုစောင့်ထိန်ခြင်းကတော့တန်ရမလို့ခေါ်တယ်အဲ့ဒီစိတ်ကိုစောင့်ထိန်ခြင်းဆိုတဲ့တန်ရမတရားကိုယ့်စိတ်ဆိုတာကစိတ်ဆိုတာမြောင်းနေတူတယ်ဆိုတဲ့အတိုင်းပဲ ကာမဂုဏ်အာယုံတွေနောက်ကို အမြဲတမ်းလိုက်တယ်။ပါပသမေရမတီမနောဆိုတဲ့အတိုင်းစိတ်ကမကောင်းမှုမှာအယံမွေ့လျော်တယ်။မကောင်းမှုမှာမွေ့လျော်တတ်တဲ့စိတ်ကိုအဲ့ဒီမကောင်းမှုဘက်ကိုမရောက်ရအောင်လို့ထိမ့်သိမ်းထားနိုင်တယ်။အဲ့လိုစိတ်ကိုစောင့်ထိန်ခြင်းတရားနဲ့ပြည့်စုံပြီးဆိုပါကကိုယ်စိတ်ကိုနိုင်တဲ့အတွက်ကြောင့်လောကမှာရှိသောကျန်သောအန္တရာယ်မှာတမျှကိုလည်းနိုင်တော့တာပဲ။ အတွင်းယံသူဖြစ်တဲ့စိတ်ကိုနိုင်တဲ့ပုဂ္ဂိုလ်ဟာပြင်ပယံတွေကိုလည်းနိုင်တော့မှအမှန်ပဲမတော်လောဘတွေမဖြစ်ရအောင်စိတ်ကိုထိန်းနိုင်တယ်အမျက်ဒေါသတွေမထွက်ရအောင်စိတ်ကိုထိန်းနိုင်တယ်မိုက်မဲခြင်းမောဟတွေမဖြစ်အောင်စိတ်ကိုထိန်းနိုင်တယ်ထောင်လွှားခြင်းမာနတွေဖြစ်မလာရအောင်စိတ်ကိုထိန်းနိုင်တယ်ကြံတန်းတယ်ဆိုတဲ့သဘောမှန်သမျှဘယ်တရားမှမဖြစ်ရအောင်စိတ်ကိုထိန်းနိုင်တယ်ဒီလိုထိန်းထားခြင်းဟာကောင်းသောတရားပဲအဲ့ဒီလိုနဲ့ သူ့မှာဒီတရားတွေ ਨੇ ပြည့်စုံလာပြီးတော့အင်းဒရေကလည်းစောင့်စည်းပြီးတော့လုံခြုံတယ်ငြိမ်သက်တယ်ကိုကိုကိုဆုံးမခြင်း ဆိုတဲ့သဘောတရားနဲ့ငြိမ်သက်နေတဲ့ပုံကမျိုးဟာသန္တရာမှာချမ်းသာဖို့အတွက်ရွှေအိုးမြုပ်တာပဲဒါကြောင့်ပြစ္ဆုတ်ပံတမလွန်နှစ်တန်သောချမ်းသာကိုလိုချင်ကြတယ်ဆိုတဲ့ပုံကိုယ်တွေဟာကိုကိုကိုတတိနဲ့ထားပြီးတော့အဲ့ဒီလိုဆောင်းလျှောက်ကြရတယ်ဆောင်းလျှောက်တဲ့တရားနဲ့ပြည့်စုံတယ် ဣန္ဒြေထိန်းတယ်ထိန်းသိမ်းမှုဆိုတဲ့တရားနဲ့ပြည့်စုံတယ်ဒီလိုစောင့်ထိန်းခြင်းထိန်းသိမ်းခြင်းဆိုတဲ့တရားတွေဟာလူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာကိုပေးစေဖို့အကြောင်းလေးပဲဖြစ်တယ်လျက်ပေါ်လောလီခြင်းဆိုတဲ့သဘောကလည်းလွန်မြောက်တယ်ဒီတော့ကုသိုလ်နဲ့ပြည့်စုံခြင်းစောင့်ထိန်းခြင်းနဲ့ပြည့်စုံခြင်းဆိုတာသူတော်ကောင်းတို့ရဲ့လမ်းစဉ်ပဲလို့ဆုံးမထားတာဖြစ်တယ်အဲ့ဒီကုသိုလ်တရားတွေများများရှိနေတာက ကိုယ်အတွက်ကောင်းကျိုးကိုပဲဖြစ်စေတယ် ကုသိုလ်ဘုံကံတင့်စီမှန်သောမကြံလဲပြီးကြံလဲပြီးမတီးလဲမြည်တီးလဲမြည်တို့မရည်လဲမြောက်ရည်လဲမြောက်ခဲလို့ဆုံးမထားပြန်တယ်။ကုသိုလ်တရားတွေရှိနေတဲ့သူရှေးကုသိုလ်ဘုံကံတွေများတဲ့သူအဲ့ဒီကုသိုလ်ဘုံကံတွေအကျိုးပေးလာတဲ့အခါကျရင်ကိုမကြံစီပဲနဲ့လေကိစ္စတွေပြီးစင်းပြီးစင်းနေတတ်တယ်။ကြံစီထားတဲ့ကိစ္စဆိုလဲပြီးစင်းသွားတတ်တယ်။ပြီးတော့ကို လောက်ရမယ့်အလုပ်တွေကအထူးတလဲပြုပြင်စီမံနေစရာမလိုဘဲနဲ့မတီးလဲမြင်နေတယ်တီးလဲမြင်နေတယ်မရည်ရွယ်ဘဲနဲ့လည်းပြင်းမြောက်နေမယ်ရည်ရွယ်ပြီးလှုပ်လို့တယ်ပြင်းမြောက်နေမယ်ဆိုတဲ့အကျိုးတွေကိုရတယ်စိတ်သွားတိုင်းကိုပါလိုရာဆန္ဒပြည့်တယ်ဆိုတဲ့သဘောမျိုးပါကုသိုလ်ဘုံကံကြီးမားတဲ့ပုံပုံတွေအတွက်ဖြစ်တယ်ရှေးတုန်းကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုများလာတဲ့ပုံပုံတွေလည်းဒီအတိုင်းပဲဒါကြောင့်ကုသိုလ်ဟာအထင်သေးလို့မရဘူး စိတ်ကိုအကုသိုလ်နဲ့ညှစ်ထေးနေတဲ့အချိန်နဲ့ကုသိုလ်တရားဝင်လာတဲ့အချိန်အင်မတန်ကွာတယ်။အကုသိုလ်တွေနဲ့ဆိုရင်အမြဲတမ်းလောင်နေလောဘဝင်လာရင်လည်းငြိမ်သက်စွာနေလို့မရတော့ဘူးခဏမငြိမ်ဖြစ်တယ်လောင်ကျွမ်းတယ်။ဒေါသလွှမ်းမိုးလာပြီဆိုလည်းဒီအတိုင်းပဲအေးချမ်းစွာမနေနိုင်တော့ဘူးခဏမငြိမ်ဖြစ်တယ်လောင်ကျွမ်းတယ်။အဲ့ဒီမှာမှဒေါသရဲ့အသင်အပင်တွေဖြစ်တဲ့အိတ်သာမစ္စရိယဆိုတဲ့တရားတွေဝင်လာပြီဆိုရင် အေကောင်းခြင်းမအိပ်နိုင်စားကောင်းခြင်းမစားနိုင်ဆိုတဲ့အရာတွေဖြစ်လာပြီးအင်မတန်မှပူလောင်သောဘဝကိုရောက်လာတယ်။ဒါကြောင့်မလို့အဲ့ဒီစိတ်ထဲမှာအကုသိုလ်ကိန်းလာတဲ့အချိန်ဟာအင်မတန်ကြောက်ဖို့ကောင်းတယ်။ဒီမောဟကြီးကိုယ်ကိုလွှမ်းမိုးသွားတဲ့အတွက်ကြောင့်မလို့ကိုယ်ဒီကောင်းမှန်းမသိမကောင်းမှန်းမသိဖြစ်လာတတ်တယ်။မိစ္ဆာမောဟမှောင်ကြီးချ၍လောဘညှိဆွဲမစင်းနဲ့နဲ့မွေးမြီအရေးကြံတွေးမလို့ကြောက်အေးမူကား ုသူလွန်ကဲသူထံမွေ၏ဆင်းရဲမြည်ရေးတွေး၍အလိုမပေးသူလဲထိုလူအမြဲနောင်ဆင်းရဲလိမ့်လို့ဒီလိုမျိုးလဲဆုံးမထားလေမောဟအမောင်တအားများလာတဲ့အခါမှာလောဘတွေကြီးလာတတ်တယ်အဲ့ဒီလိုလောဘကြီးယူတော့မနေပါနဲ့တဲ့ငါလူလိုက်လို့ရှင်မွဲတော်မှာပဲဆိုပြီးကြံတွေးကြောက်တတ်တဲ့သူတွေဟာမွဲတဲ့မွဲသွားတတ်တယ်ကိုဆင်းရဲသွားမှာကိုကြောက်ပြီးတော့မလူတဲ့အတွက်ကြောင့်နောင်တန္တရာမှာလဲ တောက်လျှောက်ဆင်းရဲနေရတတ်တယ်။ဒါကမောဟဖုံလွှမ်းလို့မလူမပေးပဲနဲ့ဖြစ်သွားတဲ့သဘောကိုပြောသလိုဒီနည်းအတိုင်းပဲမောဟဖုံလွှမ်းလာရင်အိဒါမစ္စရိယဆိုတဲ့တရားတွေလည်းများလာတာပဲ။မောဟဖုံလွှမ်းလာလို့ရှင်လောဘများလာတဲ့အတွက်ကြောင့်ကိုလိုချင်တယ်ကိုရချင်တယ်ကိုပဲစားချင်တယ်ကိုပဲပိုင်ချင်တယ်ဆိုတဲ့သဘောတွေဖြစ်လာလိမ့်မယ်။ ဲ့ဒီသဘောကိုမထိန်နိုင်ဘူးဆိုလို့ရှိရင်တော့နောင်တန်တရာမှာဆင်းရဲဖို့ဖြစ်တော့မယ်။မောဟတာအားကြီးလာတဲ့အတွက်ကြောင့်အကြောင်းအကျိုးအကောင်းဆုံးမဆင်ကျင်နိုင်တော့ဘဲနဲ့သူတစ်ပါးရဲ့အောင်မြင်မှုတွေကိုမူတည်တာမပေါ်ဟနိုင်ပဲဣဒ္ဓမစ္စရိယတွေဖြစ်လာနိုင်မယ်။သူတစ်ပါးအပြစ်တွေမြင်သူတစ်ပါးရဲ့ဂုံကျေးဇူးတွေကိုဖျက်ဆီးဆိုတာမောဟအင်မတန်ကြီးတဲ့သူတွေလုပ်တဲ့အလုပ်ဖြစ်တယ်။ကိုယ်အကျင့်တိလာနဲ့ကိုယ် ကိုမစင်ကြဲသေးတာကိုစင်ကြဲအောင်ဆေးကြောပြီးတော့နေရမယ်နေရမှာကိုရင်းကိုမကြည့်ပဲပြင်ပကို ကြည့်မိတဲ့အတွက်ကြောင့်အမားတွေပွားလာတယ်ကိလေသာတွေပွားလာတယ်နေဝရဏတွေပွားလာတယ်ဒီတော့မအေးချမ်းနိုင်တော့ဘူးအဲ့ဒီမောဟအမိုက်မောင်ကြလာတာနဲ့တပြိုင်နက်အာကုသူတွေကြည့်ပဲဆင်ခါဆင်ခါလုံမှဖြစ်တယ်လို့လုံနေတဲ့အာကုသူတွေကိုလည်းပဲချမ်းသာကြောင်းလို့ထင်နေတတ်တယ် အမှန်တော့ဆင်းရဲကြောင်ဖြစ်နေတာကိုဆင်းရဲစေတဲ့အကြောင်းတွေပါလားလို့မသိနိုင်မမြင်နိုင်တော့တော့အောင်မိုင်မဲလာလိမ့်မယ်။ဒါကြောင့်မောဟအင်မတန်ကြောက်ဖို့ကောင်းတယ်။မောဟနေရာမှာညံတရားပေါ်လာဖို့အတွက်မိမိကိုယ်ကိုအမြဲဆုံးမနေရမယ်။ဣန္ဒြိယတံဝရသီလနဲ့ပြည့်စုံပြီးတော့ကိုယ့်ကိုယ်ကိုစောင့်ရှောက်ရမယ်။ကိုယ့်ကိုယ်ကိုကယ်တင်ရပါမယ်။ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့ဒီလည်းပဲကိုယ့်ရဲ့စိတ်ကို အနိုင်ယူနိုင်ကြ၍ စိတ်မှာမောဟမလွမ်းမိုးရအောင်စောင့်ရှောက်နိုင်ကြပြီးဖြူစင်သောစိတ်ဖြင့်တတ္တတရားနှင့်ပြည့်စုံသီလတရားနှင့်ပြည့်စုံကြ၍လောကကောင်းကျိုးကိုဆောင်ရွက်နိုင်သူတွေဖြစ်ကာအင်းညံ့မှမျက်နှာပံကိုလည်းမနေအမြန်မျက်မှောက်ပြုနိုင်သော သူတော်ကောင်း သူတော်မြတ်များဖြစ်နိုင်ကြပါစေ။